နောက်ထပ်မေးခွန်းတစ်ခုကတော့ဝတ်ဆိုတာအမြဲတမ်းလဲပါလားရှင်ဗျာဝတ်မလဲဘဲနဲ့ပဲနိဗ္ဗာန်ရအောင်လုပ်လို့ရပါသလားနောက်တစ်ခုကအဟောတိကံဆိုတာရောဘာပါလဲရှင်ဗျာအဲ့ပါဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်။ပမာရီနားလဲနေတာကိုကလူတယောက်ကိုချီကျူးအောင်လုပ်လိုက်ရင်ကိုချီကျူးတယ်။မှန်ပါဗျာ။အဲ့ဒါကိုဝတ်လဲတယ်လို့ယူဆတယ်။မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်။မှန်ပါဗျာ။ဝတ်တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူက မှန်ပါဗျာဝက3မျိုးရှိတယ်မှန်ပါဗျာကိလေသာဝကမ္မဝခိပကဝဝတ္တံဆိုရယ်လေပတ်ပြီးဖြစ်တာအကြောင်းနဲ့အကျိုးနဲ့လေပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတို့လေပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်မှန်ပါညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလေပတ်နေတာပဲလေမှန်ပါဗျာလေပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာလို့လေပတ်တာလို့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ် ကိလေသာမှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံကံတမရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်စူးစမ်းပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလက်ပတ်နေတာဟိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီခြေကလောက်ရတယ်သူကမှန်ပါဗျာ ဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတည်းထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာ तू ကလုပ်လို့ရတယ်ဘုံမလဲပဲဆိုတာတော့မဟုတ်ဘူးဘုကတော့လဲမှာဘုလဲတယ်ဆိုတာပမာရိနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိရိတာရှိရင်ကံဆိုတဲ့အလုတ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိရိတာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ် ဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလို့ရတယ်။နော်။အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးမနေပါရောက်။အဲ့တော့ရက်တော်အောင်လုံးတဲ့ဆိုဒီဝတ်ထဲမှာပဲလုံးလုံးလို့ရတယ်။ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်။မှန်ပါဗျာ။ကိလေသာကိုဖယ်ရှားလိုက်လို့ရှင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရော။မှန်ပါဗျာ။ကိလေသာနိရောဓေကမ္မနိရောဓောကိလေသာငြိမ်းမှကံငြိမ်းတယ်။မှန်ပါဗျာ။ ိဋ္ဌာငြိမ့်သွားရင်ကံငြိမ့်သွားတယ်ကံငြိမ့်သွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါဒီဘက်ရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တော့ပြောတာမှန်ပါဗျာ expire ဆိုတာစေပစီနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူက expire ဖြစ်တာမှန်ပါဗျာဘာပစ္စည်းပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါဟောတိကံရဲ့အသေးပဲကအဲ့ ကန်းနေတော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုံသွားပြီလို့ဆိုလို့တယ်ကန်းရဲ့စံတတိတခုကုံသွားပြီကန်းကိုသူကတတ်မှတ်ထားတာရှိတယ်ကန်းတစ်ခုလှုပ်လို့ရှိရင်ဒီဘဝမှာကျိုးပေးတဲ့ကန်းကိုထိတတ်ဓမ္မဝိရဏိယကန်းလို့ခေါ်တယ်ဒီဘဝမှာကျိုးပေးတယ်မှန်ပါဗျာနောက်ဒုတိယဘဝမှာကျိုးပေးမဲ့ကံကိုဥပပစ္စဝေရဏိယလို့ခေါ်တယ်။ဟုတ်ပါဗျာ။နောက်တင်းတော်တဲ့ဘဝတစ်ခုမှာကျိုးပေးမဲ့ကံမျိုးကို ဒီအပ္ပရာပရိယဝေရဏိယကံလို့ခေါ်တယ်အဲကံ၃မျိုးဒီဘဝမှာ အကျိုးမပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့မှမထုတ်လို့ဘူးဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အဲကံအဟောတိဖြစ်သွားအဲ့ဒါအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေနှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်ဥပမာတစ်ခုဖုံးကနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင် ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်မဟုတ်လားကြားဘူးပါဗျာအဲ့ဒီအင်္ဂုလိမာလာလူတွေတတ်ထားတဲ့ပါဏတိပတကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်သေးတဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲချိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမှရှိတော့မှန်ပါဗျာသူကဘာဆိုကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူကမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူ့လောက်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွား ဲ့ဒါဆိုရင် तू อ่ะဒီဘွားမှာပဲ तू ရဟန်းပြုနေအချိန်တော့ခဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တယ်မဗျာပြီးသွားတယ်ဟွာမျိုးလို့ပေါ့တက်တက်တကြောင်းကြာမှာတဲ့လူငယ်ချမ်းသာခွင့်နဲ့တရက်လောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းဆက်မှတ်သူအကျိုးပေးတာမျိုးစေ့ပေါက်တာပဲချိန်နေ မြည်နဲ့ရည်နဲ့တွေ့ပါပေါ့ထမလားမှန်ပါဗျာမှန်ပါမြည်နဲ့ရည်နဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးကြီးကပေါက်တော့ဘူးလေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟုတ်တယ်မှန်ပါ